မင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမယ့်သင်ခန်းစာကတော့ PCB ဘုတ်ရှိတ်သတ်မှတ်တာကိုပြောပြပေးသွားမယ်ကျွန်တော်တို့ဘုတ်ရှိတ်သတ်မှတ်ခင်ကျွန်တော် 3D model ကိုကြည့်ပြပါမယ် keyboard ကနေနံပါတ်3 key ကိုနှိပ်ပါအော်ဒီမှာကျွန်တော်တို့ symmetric diagram နေ PCB ကိုကြောင်းတဲ့အချိန်မှာကျွန်တော်တို့တခါတည်း 3D model တွေပါလာတယ်ဒီလို 3D model တွေခါတည်းပါလာအောင်ကျွန်တော်တို့ PCB library full bin ဆွဲတဲ့အချိန်မှာ 3D model ထပ်တူကြာကြည့်တဲ့အချိန်မှာကျွန်တော်တို့ ကြည့်ပြီးတော့ဆေးခဲ့မှာရအောင်မယ်ဒါမဆေးခဲ့ဘူးဆိုရင်ကျွန်တော်တို့3ဒီမော်လေးဒီမှာကြည့်လို့မရပါဘူး keyboard ကနေနံပါတ်2ကိုပြန်လိုက်ပါဒါလေးကိုဆက်လက်ပေးပါဒီဘောလေးကိုပြန်တင်ပါမယ်ဟုတ်ပြီကျွန်တော်အခုပုတ်ရှိတ်တက်မှတ်မယ်ပုတ်ရှိတ်တက်မှတ်မယ်ဆိုတော့ Antonio monitor မှာပုတ်ကိုကျွန်တော်တို့ dimension ကိုပြကြည့်ရအောင်မယ်ကျွန်တော်တို့မှာ 43mm 43mm ပတ်လိုက်ပေးထားတယ်ဟုတ်ပြီကျွန်တော် software ကိုပြန်တော့ပါမယ်ကျွန်တော်ဒီမှာ ဒီမှာမီလီမီတာရှိပါတယ်ဟုတ်ပြီဒီမှာကျွန်တော်မီလီမီတာမဟုတ်ခဲနဲ့မေးဖြစ်နေကြာတယ်နဲ့ဆွဲပါကျွန်တော်မီလီမီတာဆွဲရမယ်ဒီမီလီမီတာနဲ့မေးချိန်းတာကိုတော့ကီဘုတ်ကနေကျူနှိပ်ပါဒါဆိုမေးဖြစ်သွားတယ်ကျွန်တော်တို့မီလီမီတာကိုပြန်ပြောင်းအောင်မယ်ကီဘုတ်ကနေကျူနှိပ်ပါဟုတ်ပြီကျွန်တော်တို့ black click နှိပ်ပါ snap click ကိုသွားပါဟုတ်0.1မီလီမီတာနဲ့ဆွဲရမယ် black click ပေးလိုက်ပါအခုကျွန်တော်တို့ PCB ပိုးရှေ့တက်မှတ်မယ်ဆိုတော့ကျွန်တော်တို့ ဒီဘုတ်ကိုမတုံးတော့ကျွန်တော်တို့ဘုတ်အစ်တတ်မှတ်မယ်တတ်မှတ်မယ်ဆိုတော့ကျွန်တော်တို့0မှတ်ကိုရှာရမယ်0မှတ်ဆိုတာရှာရမယ်0မှတ်ရှာဖို့အတွက်ကျွန်တော်ဒီမှာဒီနားကနေဒီနားမှာသွားထောက်တယ်မီလီမီတာမီလီမီတာ h နဲ့ y နှစ်ခုစုံတဲ့နေရာ100ဆိုလည်း100 h လည်း100 y လည်း100ပြီးရင် h လည်း100 y လည်း100 150ဆို150အဲ့နေရာကို origin မှာတတ်မှတ်မယ်ကျွန်တော်ဟုတ်ပြီအလောက်ကျွန်တော်စွဲပါမယ်2ပါးနေ edit ကိုသွားပါ origin ကိုသွားပါ စက်ကိုလက်ကလစ်ပေးပါဒီဘယ်ဘက်ပေါ်တော့5မီလီမီတာစကေးလေးကိုကြည့်ပါဒီပြင်ရွှေ့ကြည့်ပါ တော့ဘယ်ဘက်ပေါ်တော့ကမီလီမီတာစကလေးကိုကြည့်ပါ150တော့900 150လို့900 H01 ညီသွားပါပြီဒီမှာလက်ကလစ်ထောက်ပါကျွန်တော် original လေးရပါပြီကျွန်တော်ဒီဟာချိန်တဲ့ချိန်မှာစိတ်ရှိရှိနဲ့ချိန်မှာ original လေးရပြီဆိုရင်ကျွန်တော်တို့ဘောရှိတ်တက်မှတ်ဖို့အတွက်ဒူဘာနေ view ကိုသွားပါ book landing move ကိုလက်ကလစ်ပေးပါ keyboard ကနေ number 1နှိပ်လိုက်ရပါတယ်လက်ကလစ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ တူပါနေဒီဇိုင်းတော့ပါကျွန်တော်တို့ refine ပုံရှိတက်ကလစ်ပေးလိုက်ပါစီရိုမကနေစဆွဲပါမယ်ကျွန်တော်53 mm ဒီ0မှာချတဲ့ချိန်ကျရင်လည်းကျွန်တော်တို့ ဘယ်ဘက်ပေါ်တော့မှမီလီမီတာစကင်းလို့ကြည်ပါ00ညီသွားမှကျွန်တော်တို့စလက်ကလစ်ချပါလက်ကလစ်ချပြီးဆွဲပေးပါနော်23မီလီမီတာပါ43 00ဖြစ်သွားပါပြီ။ဒါလေးကို လက်ကလစ်ချပါဟုတ်ပါပြီအပေါ်ကိုကျွန်တော်တို့53မီလီမီတာနောက်53 00ဒီမှာတောင်လေးတွေကိုတရှာချပါအဆုံးမထွက်အောင်လက်ကလစ်ချခဲ့ပါ လက်ကလစ်ချပါဟုတ်00မှာကိုပြောင်းသွားပြီလက်ကလစ်ချပါကျွန်တော်ရက်ကလစ်ထောက်ပြီးပုံမှန်ဖြောက်ပါဒါဆိုရင်ကျွန်တော်တို့ဘုတ်ရှိတ်ကြီးတက်မှတ်ပြီးသွားပြီအဲဒါကျွန်တော်ဘုတ်ရှိတ်လေးတွေကိုအစွန်းလေးတွေကိုလိုက်စစ်ပါကျွန်တော်အစွန်းလေးတွေထွက်နေလို့မရပါဘူး ထွက်နေကျွန်တော်ပြန်ဆွဲပါဒါဆိုရင်ကျွန်တော်ဘိုးရှိတက်မှတ်ပြီးသွားပြီကျွန်တော် view ကနေဒုတိယနေရာမဟုတ်ကိုလက်ကလစ်ပေးပါဟောဒီမှာဒုတိယနေရာမဟုတ်ပြောင်းသွားဟုတ်ပြီကျွန်တော်အောက်ကပုံအောင်ကျွန်တော်ပြောက်ပါဒါဆိုရင်ကျွန်တော်တို့ဘုတ်ရှိလေးတက်မှတ်ပြီးတော့ပါပြီ။ပတ်လေ 43mm ။ကျွန်တော်တို့ဒရဘုတ်ကိုပြန်သွားကြည့်ပါ။ ဒီမှာကျွန်တော်တို့ဟိုးလေးပါပြီးဒီဟိုးလေးကိုကျွန်တော်ဆွဲရအောင်နော်တော့ဒူဘာနဲ့ပက်ကိုယူပါတော့ keyboard ကနေတက်ကီးကိုနှိပ်ပါဒီစနေသားမှာကျွန်တော်တို့1လို့ပြင်လိုက်ပါမယ်4 side ဒီကောင်ကနှစ်ပေါက်ဆွဲမဲ့ကောင်နှစ်ပေါက်ဆွဲမဲ့ကောင်လေးဆိုတော့ကျွန်တော်တို့3ထားလိုက်မယ် တော့ဒါမျိုးချင်းဘုတ်ရွယ်စားပေါ်မူတည်တော့ဒါကိုကြိုက်လို့တတ်မှာပါဒီမှာလဲကျွန်တော်တို့သူ့ရဲ့ဘေးရပတ်တော်မဟုတ်ဘောဒီနားမှာကျွန်တော်သူ့ဘေးကာပါလေးကိုကျွန်တော်တို့ဆွဲရမယ်ဆွဲရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ3 4 side က3 please ဆိုတော့ကျွန်တော်တို့ဒီအောင်3.3လောက်ပြရမယ်3.3ဟုတ်ပြီကျွန်တော်တို့ဒီမှာလဲ y on လဲ3.3ရှိမှာလောင်းပြောင်းမှာ โอเคပြီပါလုံးနေရထအောင်နဲ့အပြည့်ထောက်ပြီးချပါနောက်တစ်ထောင်ပဲချပါမယ်ပြတော့ပြချပါ not round ပြချပါမယ် ော့ချပါမယ်ဓာတ်ပြထောက်ပြီးကုမန်းဖြောက်ပါကျွန်တော်တို့ဒါဆိုရင်ဒီဘေးကနှက်ဆွဲမဲ့ပုံလေးဖောက်ပြီးသွားတယ်ဟုတ်ပြီကီးဘုတ်ကလည်းမတ်တရီကီးကိုနှိပ်ပါအင်းဒါဆိုရင်ကျွန်တော်နှက်ဆွဲမဲ့နေရာလေးဒါကတော့ မိမိစိတ်တမ်းကြအကွာဝေးကိုချပါကီးဘုတ်ကနေနံပါတ်2ကိုပြန်လိုက်ပါနော်ဘိုးရှိလည်းတတ်မှတ်ပြီးသွားပြီနှက်ဆွဲမဲ့ပေါက်လေးလည်းဖောက်ပြီးသွားပြီဒါဆိုရင်ပုံမနက်နေကိုနောက်ဗီဒီယိုဖိုင်မှာနေရာချပါမယ်နားလည်းမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်